Welcome to the class students. ကျောင်းသားကျောင်းသူတို့အတန်းကနေကြိုဆိုပါရစေ။တချေကတော့ Grade 4 English ကိုသင်ကြားတဲ့တချေရှမ်းစာမွေးဖြစ်ပါတယ်။ဒီနေ့လေ့လာမယ့်သင်ခန်းစာကောင်းစဉ်က Unit 9 A Holiday Lesson 2 Where did you go last week? ဆိုတာဖြစ်ပါတယ်။ ီနေ့တချေတို့အကြောင်းအရာနှစ်ခုအကြောင်းကိုလေ့လာသွားမှာပါပထမအကြောင်းအရာကတော့ compound words ဆိုရတာဖြစ်ပါတယ်ပြီးရင်ဒုတိယအကြောင်းအရာကတော့ irregular verb ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ် compound words ကိုအရင်ကြည့်ကြမယ်နော် compound words ဆိုတာကဘာလဲဆိုတော့စကားစုကိုပြောတာပါ compound word ရဲ့ definition ကိုပြောပြပါမယ်နော် A compound word is two or more words linked together to produce a word with a new meaning. compound word စကားစုစကားစုဆိုတာကစကားလုံးနှလုံးဒါမှမဟုတ်နှလုံးတက်ပိုးတဲ့စကားလုံးတွေကိုအတူတူစုပြီးတော့ထားခြင်းအဖြစ်နောက်ထပ်အဓိပ္ပာယ်သစ်ရှိစေတဲ့စကားစကားတွေဖြစ်ပါတယ်ဥပမာအနေနဲ့ toothbrush toothbrush ဆိုတာဒါတို့သူမျိုးသိပါတယ်เนาะသွားတိုက်တန်းဒီ toothbrush ကလည်း compound word ပါဘယ်လို compound word လဲဆိုတော့ tooth နဲ့ brush tooth သွား brush ကတိုက်တာ အဲ့ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာနောက်ထပ်စကလုံးအစ်စ်ဖြစ်သွားတယ် toothbrush သွားတိုက်တန်းဆိုပြီးတော့ဖြစ်သွားပါတယ်ဟုတ်ပြီဆိုတော့ဒီ compound word စကားစုတွေကရေဘူးရအဖြစ်ဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့ noun verb adjective တွေနဲ့ဖွဲ့စည်းထားပါတယ်ဒါရသမီးတို့အရင်ချိန်တုန်းက verb အကြောင်းလေးလာခဲ့ကြတာမှတ်မိသေးလား verb ကဘာလဲ verbs are words that show action or state of being every sentence requires a verb verb ဆိုတာကလှုပ်ဆောင်ချက်ဒါမှမဟုတ် အခြေအနေများကို ဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်ဝါကျတိုင်းမှာ verb တစ်ခု အမြဲလိုအပ်ပါတယ်ဥပမာအနေနဲ့ visit သွားရောက်လေ့လာသည် prepare ပြင်ဆင်သည် cry ငိုသည်ဒီလိုစကားလုံးတွေက verb ဖြစ်ပါတယ်เนาะဒါဆိုရင် noun ဆိုတာကရောဘာလဲဒါတို့သမီးတို့သိကြပါသလား noun ကဘာလဲဆိုတာတစ်ချက်ပြောပြပေးပါမယ်เนาะ nouns. Nouns are words that name persons, places, things, ideas, animals, feelings, events, qualities, and actions. Nouns are ga lu, nia, aya mya, seku mya, draisan mya, kanza chan mya, aphit ne lou saung chan mya go ami pe de sakalon example word လေးတွေပြောပြပေးမယ်နော်ဥပမာအနေနဲ့ bus bus car food အစားစား box တက်တာဒီလိုနာမည်ရှိရဲ့အမည်ရှိရဲ့စကားလုံးတွေကိုဘာလို့ခေါ်လဲဆိုတော့ noun လို့ခေါ်ပါတယ်ဟုတ်ပြီ noun ကိုလည်း cherry ကြည့်ပြီးသွားပြီဆိုတော့ဘာဆက်ကြည့်မလဲဆိုရင် adjective ကိုကြည့်ပါမယ် adjective ဆိုတာကဘာလဲဆိုတော့ adjectives are words that describes nouns adjective ဆိုတာကနံတွေကိုဖော်ပြတဲ့စကားလုံးဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် boy ကောင်လေးကောင်လေးဆိုတာကနောင်ဖြစ်ပါတယ်။ဆိုတော့ဒီကောင်လေးကိုအယက်ရှည်တယ်လို့ဖော်ပြတဲ့အခါမှာအယက်ရှည်တယ်ဆိုတာကဖော်ပြချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ adjective ဖြစ်ပါတယ်။ဒီကောင်လေးကအယက်ရှည်တော်သူဖြစ်တယ်။ This boy is tall တချို့ရော unit 1 lesson 1တုန်းကကြီးခဲ့တဲ့စကားလုံးတွေအများစုက adjective တွေပါပါတယ်။ဥပမာအနေနဲ့ short hair ၊စပင်တော်တော်ဒီစပင်တော်တော်ဆိုတာကဒီမှာ adjective ကပါလဲဆိုရင် short ပေါ့နော်။စပင်ရဲ့အခြေအနေကို ဖော်ပြပေးတဲ့ adjective ဖြစ်ပါတယ်။ဟုတ်ပြီတချို့ရောဘာလို့ဒီလိုမျိုး verb noun adjective တွေကို ကြည့်ရလဲဆိုတော့ဘာလို့လဲဟုတ်ပါတယ် compound words အများစုက noun adjective တို့မဟုတ် verb တွေနဲ့ပေါင်းပြီးတော့စုထားတဲ့စကားစုတွေဖြစ်တဲ့အတွက်ကြောင့်ပါတချို့ရော compound words တွေအများစုကို လေ့လာသွားမယ်နော်ပုံလေးကိုကြည့်ပါဒါရသမီးတို့ဒါကပါလဲဟုတ်တယ်ဒါက bus ကားမှတ်တိုင်ပါအင်္ဂလိပ်လိုဆို bus stop ဒီမှာဆိုရင် bus က bus ကားဘာဖြစ်မလဲ noun ဟုတ်ပါတယ်ပြီးရင် stop ကဘာလဲ stop ကရက်တည် အပြုတ်မှုကိုဖော်ပြရဖြစ်တဲ့အတွက်ကြောင့် stop ဆိုတဲ့ဒီစကားလုံးက verb ဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုး noun နဲ့ verb ကိုပေါင်းလိုက်ပြီးတော့ bus stop ဆိုတဲ့ compound word လေးကိုရသွားပါတယ်။အဓိပ္ပာယ်ကတော့ bus ကမှတ်တိုင်ပါ။နောက်ပုံကြည့်မယ်နော်။ဒါကတော့ fast food ပါ။ fast ဒီမှာ fast ရဲ့အဓိပ္ပာယ်ကအလျင်မြန်ရနိုင်သောပေါ့နော်။ fast ဘာလဲဆိုတော့ adjective ပါ။ပြီးရင် food food ကပါလဲတာရသူတို့သိပါတယ်နော်အစားအစာဘာဖြစ်မလဲဆိုတော့ noun ဖြစ်ပါတယ်ဆိုတော့ဒီ fast နဲ့ food adjective နဲ့ noun ကို ပေါင်းလိုက်ပြီးတော့ဘာရလဲဆိုတော့ fast food ဆိုရရပါတယ် fast food ဆိုတာတာရသူတို့သိတဲ့အတိုင်း hamburger တို့ကြက်ကြောတို့အဲ့လိုမျိုးမြန်မြန်ဆန်ဆန်နဲ့ရနိုင်တဲ့အစားအစာတွေကို fast food လို့ခေါ်ပါတယ်ဒီလိုမျိုးနောက်ထပ်စကားစုတစ်လုံးထည့်ရပါတယ်เนาะဆက်ပြီးကြည့်သွားကြမယ် ice cream ဒီမှာကြည့်မယ်ဆိုရင် i ဆိုတာကရေခဲနာမည်ဖြစ်တဲ့အတွက်ကြောင့်မလို့ i ဆိုတာကနောင်ပါပြီးရင် cream ဆိုတာက cream ပေါ့နော်ဒီဟာကလည်းနာမည်ဖြစ်တဲ့အတွက်ကြောင့်နောင်ဖြစ်ပါတယ်ဆိုတော့ ice နဲ့ cream နဲ့ကို စကားစုအဖြစ်ပေါင်းလိုက်ပြီးတော့ဘာဖြစ်လာလဲဆိုတော့ ice cream ရေခဲမုတ်ဆိုတဲ့စကားစုကပေါ်လာပါတယ်ဆက်ကြည့်မယ်နော် lunch box lunch box ။ဘာလဲဆိုတော့နေလေစာထမင်းဘူးပေါ့နော်။ lunch ဆိုတာကနေလေ။ noun ဖြစ်တယ်။ပြီးရင် boss ကဘူးပေါ့နော်။ဘူးဆိုတာကလည်းနာမည်ဖြစ်တဲ့အတွက်ကြောင့် noun ပါ။ဆိုတော့ဒီလိုမျိုး noun နဲ့ noun နဲ့ပေါင်းပြီးတော့လည်းနောက်ထပ် compound word ရနိုင်ပါတယ်။ lunch box နေလေထမင်းဘူးဆိုပြီးတော့စကားစုအသစ်ပေါ်လာပါတယ်နော်။နောက်တစ်ပုံကိုကြည့်ကြမယ်နော်။ဒါကတော့ mobile phone ပါ။ တရုသမီးတို့အိမ်မှာဖုန်းတွေအများကြီးရှိပါတယ်မလားဖုန်းကတော့ဘာလဲဆိုတော့နောင်ဖြစ်ပါတယ်ပြီးရင်မိုဘိုင်းကဘာလဲဆိုတော့ valve ဖြစ်ပါတယ်မိုဘိုင်းဆိုရဲစကလုံးရဲ့အတိတ်ဘက်ကဘာလဲဆိုတော့ရွှေ့ပြောင်းနိုင်တာပါတချို့တို့ဖုန်းတွေကိုတနေ့ကနေတနေ့ကလွလွကူကူတည်သွားလို့ရပါတယ်မလားဆိုတော့မိုဘိုင်းနဲ့ဖုန်းကိုပေါင်းပြီးတော့နောက်ထပ် compound word စကားစုအသစ်ပေါ်လာပါတယ် mobile phone ဖုန်းပေါ့နော်ဟုတ်ပြီနောက်တစ်ပုံထပ်ကြည့်ကြမယ် ါကတော့ orange juice ဒီမှာ orange ကဘာလဲဆိုတော့ adjective ဖြစ်ပါတယ်အယောင်ပေါ့နော်အယောင်ပြောတဲ့အတွက်ကြောင့်မလို့လိမ္မော်ယောင် orange က adjective ဖြစ်ပြီးတော့ juice ကဘာလဲဆိုတော့ဖြိုရည်ဖြိုရည်က noun ဖြစ်ပါတယ်ဆိုတော့ orange နဲ့ juice ကိုပေါင်းလိုက်ပြီးတော့ orange juice လိမ္မော်ဖြိုရည်ဆိုပြီးတော့စကားစုအသစ်ပေါ်လာပါတယ်နောက်တစ်ခုဆက်ကြည့်မယ်ဒါကတော့ pencil case ဖန်ဆွယ်ကဘာဖြစ်မလဲဒါတော့သူမျိုးခဲတံခဲတံကနောင်ဖြစ်တယ်ပြီးရင် case ဆိုတာကဘူးနောင်ဖြစ်ပါတယ် pencil case ဆိုတော့ခဲတံထည့်တဲ့အိတ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒီလိုမျိုးဖြစ်သွားပြီးနောက်ဆုံးတစ်ခုကိုကြည့်သွားမယ်အာဒါပါလဲဆိုတော့ရေကူးကန်ကြီးနော် swimming pool swimming ဆိုတာကရေကူးနေသည်ဆိုတော့ ှုပ်ရှားမှုပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ verb ဖြစ်ပါတယ်။ပြီးရင် pull ဆိုတာက can ကံကနာမည်ဖြစ်တဲ့အတွက်ကြောင့် noun ပါဆိုတော့ swimming pool ရေကူးကံဆိုပြီးတော့ဒီလိုစကားစုအသစ်တွေပေါ်လာပါတယ်ဟုတ်ပြီနော်ဆိုတော့တချေပြောခဲ့တဲ့အတိုင်းတချေတို့တောက်လျှောက်ကြည့်လာတဲ့အခါမှာ compound words စကားစုအများစုကဘာတွေနဲ့ဖွဲ့စည်းထားလဲ noun adjective verb တွေနဲ့ဖွဲ့စည်းလေရှိပါတယ် ဒါဆိုရင်နောက်အကြောင်းအရာတစ်ခုကို လေ့လာသွားမယ်နော်။နောက်အကြောင်းအရာကဘာလဲဆိုတော့ irregular verb ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ irregular verb verb ကဘာလဲဆိုတာတအားသမီးတို့အသိပြီးသွားပါပြီနော်။ဒါဆိုရင် irregular verb ဆိုတာကဘာလဲဆိုတာပြောပြပါမယ်နော်။ဒီမှာ irregular irregular i r r e g u l a r irregular မူမမှန်တော့ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။ ဆိုတော့ irregular verb ဆိုတာကဘာလို့ irregular verb ဖြစ်လာလဲဆိုတော့တခြားရောအရင်တစ်ချိန်တုန်းကကြည့်ခဲ့တဲ့သင်ခန်းစာနဲ့ချိတ်ဆက်ပြီးတော့ပြောသွားမယ်နော်အရင်တစ်ချိန်တုန်းကတခြားရောက verb တွေကို past tense အဖြစ်ပြောင်းတဲ့အခါမှာအနောက်မှာဘာတွေထည့်ရလဲမမိကြသေးလားဟုတ်ပါရဲ့အနောက်မှာ d တောင်းမဟုတ် ed တောင်းမဟုတ် ied ဆိုပြီးတော့ထည့်ရပါတယ်ဒါပေမဲ့ irregular verb တွေကတော့ သူတို့ဒီ irregular verb တွေကို past tense အဖြစ်ပြောင်းမယ်ဆိုလို့ရှင်ရင်ဒီ d ed ie တွေနဲ့မပြောင်းတော့ဘဲနဲ့တခြားစကားလုံးအစ်အဖြစ်ပြောင်းလိုက်တဲ့ဟာတွေဖြစ်ပါတယ်။အဲဒီစကားလုံးတွေရဲ့ past tense ကစကားလုံးအစ်ဖြစ်သွားတာပေါ့နော်။ irregular verb တွေရဲ့ past tense ကစကားလုံးအစ်ဖြစ်သွားတာပါ။ဥပမာတွေပြောပြပေးပါမယ်နော်။ဥပမာအနေနဲ့ eat eat ဆိုတာကစားတော့တည်။ eat ရဲ့ past tense က ဘာဖြစ်မလဲဆိုတော့ it က irregular verb ဖြစ်တဲ့အတွက်ကြောင့်မလို့ it ရဲ့ past tense က ate ဖြစ်သွားပါတယ် ate ate စားခဲ့သည်ဆိုတဲ့အဓိပ္ပာယ်ပါဆက်ပြီးကြည့်မယ် go go ဆိုလို့ရှိရင်သွားသည်ဒီ go ရဲ့ past tense ကဘာဖြစ်သွားလဲဆိုတော့ went ဖြစ်သွားပါတယ် w e n t went နောက်ဆက်ကြည့်မယ် ride ride ဆိုတာကစီးသည် ဒီ right ရဲ့ past tense ကလည်းဘာဖြစ်သွားလဲဆိုတော့ wrote ဖြစ်သွားပါတယ် R O T E wrote ဆက်ပြီးကြည့်မယ် read read ဆိုတာကစာဖတ်တာเนาะဒီ read ရဲ့ past tense ကဘာဖြစ်လဲဆိုတော့ read ဖြစ်ပါတယ်ဒီမှာတော့တခုထူးခြားတာပေါ့เนาะဒီ spelling ကတော့အတူတူပဲ past tense က read R E A D ဒါပေမဲ့အတန်ထွက် pronunciation ကမတူတော့ပါဘူး red ဆိုပြီးတော့အတန်ထွက်ရပါတယ်။ဆက်ကြည့်မယ်။ where where ဆိုတာက with Cindy where ရဲ့ past tense ကဘာဖြစ်သွားလဲဆိုတော့ wore w o r e wore ဖြစ်သွားပါတယ်။ with sin ခဲ့သည်။ပြီးရင် right စာရေးသည်။ write ရဲ့ past tense က wrote ဆိုပြီးတော့ဖြစ်သွားပါတယ်။ w r o t e wrote ရေးခဲ့သည်။ပြီးရင်နောက်တစ်ခု get get ဆိုတာကရရှိသည်ရရှိသည်ကိုရရှိခဲ့သည့်အဖြစ် past tense ဖြစ်ပြောင်းတဲ့အခါမှာသူ့ရဲ့ past tense က got ဖြစ်သွားပါတယ် g o t got ဟုတ်ပြီနော်ဒါတော့သမီးတို့ဆိုတော့ဒီချေရို irregular verb အကြောင်းလေးလေ့လာခဲ့ပါတယ်ဒီ irregular verb တွေကဘာလို့ irregular ဖြစ်ရတာလဲဘာလို့မူမမှန်ဖြစ်ရတာလဲဟုတ်ပါတယ် verb ရဲ့ present tense ကနေပြီးတော့ past tense အဖြစ်ပြောင်းလိုက်တဲ့အခါမှာ မူမမှန်တဲ့ဒီစကလုံးအစ်စ်လေးတွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့ irregular verb လို့ခေါ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တချေတို့ irregular verb နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းကို စာမျက်နှာ88သွားပြီးတော့အတူတူလုပ်သွားမယ်နော်။ page 88ဟုတ်ပြီတချို့ရို irregular verb နဲ့ပတ်သက်ပြီးတော့ဖတ်စာရဲ့စာမျက်နှာ88 page 88ကိုတွားပြီးလေ့ကျင့်ခန်းအတူတူလုပ်သွားမယ်နော် 5a Read Sanders last the danger holidays. စန္ဒာရဲ့အရင်တင်ကျော်အားလက်ရအကြောင်းကိုဖတ်ပါတဲ့အတူတူဖတ်သွားမယ်နော်ဟုတ်ပြီတချေတို့စာပိုက်မဖတ်မြင်ပါတချေတကူတောင်းဆိုချင်တာရှိရယ်ဘာလဲဆိုတော့တားရသမီးတို့တချေဖတ်တဲ့တခြား irregular verb လေးတွေကို တွေ့လို့ရှင်ရင် မြင်တာပြီးတော့တစ်ချက်ကြည့်ပေးပါနော် I want to Ngapoli beach with my parents during the Tadinjit holidays ။တရင်ကျောအားလဲ့ရမှာမိဘရွေနဲ့အတူငပလီကန်းချေကိုကျမသွားရောက်ခဲ့ပါတယ်။ In Ngapli, I got up early in the morning and walked on the beach. ငပလီမှာမနက်အစောစောထပြီးတော့ကန်းချေတစ်ချောင်းလမ်းလျှောက်ခဲ့ပါတယ်။ Then I drank coconut water. ပြီးတော့ဘာတောက်ခဲ့လဲဆိုတော့အုံးရေတောက်ခဲ့ပါတယ်။ The food was great. I အစားစားကလည်းစားလို့ကောင်းတယ် and i liked fried fish I rode a bicycle on the beach with my father. The sky was beautiful in the evening. We enjoy our trip to Ngapali. Ngapali kayigo pyoshin zwa pyatan ke bare. Haubi, demadar de miro irregular verb, banakut. Nyenda ke mi badale. အတူတူကြည့်သွားမယ်နော်ဒီမှာဆိုရင် ပထမစာကြောင်း first sentence မှာဆိုရင် went က irregular verb ဖြစ်တယ် second sentence ဒုတိယစာကြောင်းမှာဆိုရင် got ပြီးရင် walk ဒါရီယာ irregular verb တွေပြီးရင် the third sentence သုံးကြောင်းမြောက်မှာ drank ပြီးရင် was ဒါတွေက irregular verb ဖြစ်တယ် and the fourth sentence လေးကြောင်းမြောက်က road r o d e road ပြီးရင် was ပြီးရင်ငါးချောင်းမြောက်မှာရှိပါသလားဒါတော့သမီးတို့ဟုတ်တယ်မရှိပါဘူးငါးချောင်းမြောက်မှာတွေ့ရတဲ့ verb enjoy ကတော့ ed နဲ့ဆုံးတဲ့အတွက်ကြောင့်မလို့ irregular verb မဟုတ်ဘူးတချို့တို့ဒီလို verb တွေကိုဘယ်လိုခေါ်လဲဆိုတော့ regular verb လို့လည်းခေါ်ပါတယ်ဟုတ်ပြီဒါဆိုရင်တချို့တို့ 5b ကိုဆက်လုပ်သွားပါမယ်နော် read the sentences and write true or false စာကြောင်းကိုဖတ်ပြီးမှန်တယ်ဆိုရင် true မှားတယ်ဆိုရင် false ဆိုပြီးတော့ရေးပေးရပါမယ်နော် number 1 Santa went to Ngapili beach Santa က Ngapili ကမ်းခြေကိုသွားရောက်ခဲ့ပါတယ်မှန်ပါသလားမှားပါသလား The answer is true T R U E true မှန်ပါတယ် T R U E ဆိုပြီးတော့ဘေးနားလေးမှာရေးကြပါနော် number 2 She walked on the beach in the afternoon နေ့လယ်မှာမှကမ်းခြေတစ်လျှောက်လမ်းလျှောက်ခဲ့ပါတယ်တဲ့မှန်ပါသလားမှားပါသလား The answer is false မှားပါတယ်အဖြေကတော့ F A L S E ဆိုပြီးတော့ပြန်လာလေးမှာရေးမယ်เนาะ Number 3 She rode a bicycle on the beach ကမ်းခြေမှာစပိန်စီးခဲ့ပါတယ်တဲ့မှန်ပါသလားမှားပါသလား ဟုတ်ပါတယ်သူဖင်နဲ့အတူကန်းချေတက်လျှောက်စပိန်စီးခဲ့ပါတယ်နော်ဆိုတော့ the answer is true t r u e true ဆိုပြီးတော့ရေးမယ်နော် number 4 the sky was beautiful in the morning မမတလားမပါတလားမနက်ခင်းမှာကောင်းကင်ကအရင်ကိုလှပခဲ့ပါတယ်တဲ့ the answer is false ဘင်းလေးမှာ f a l s e ဆိုပြီးတော့ရေးပါမယ်နော်

Grade Four English. Unit 9 A Holiday. Lesson 2 Where did you go last week? 1A Listen and repeat the words in the pictures. Number 1 Bus stop. Bus stop. Bus stop. Number two, fast food. Fast food. Fast food. Number three, ice cream. Ice cream. Ice cream. Number four, lunch box, lunch box, box, lunch box. Number five, mobile phone mobile phone mobile phone number 6 orange juice orange juice orange juice number 7 pencil case pencil case pencil case number 8 swimming pool, swimming pool, swimming pool. One B. Match the words to make compound words. Then listen and check. Number one. Shopping center. Shopping center. Number two. Dining table dining table. Number three, test message. Test message. Number four, car park. Car park. Number five, living room. Living room. 3a. Match the verbs with their past tense and complete the blanks. Then, listen and check. Number 1. write. Row. Write. Row. Number 2. Read. 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 Number three, ride, row, ride, row. Number four, speak, spoke, speak, spoke. Number five, Where. War. Where war. Number six, go. When? Go. When? Four A. Listen to the following dialogues. Number one. What did you do last night? I wrote a letter. What about you? I went to the shopping center. What did you buy? I bought a pencil case. Number two, where did you go last week? I went to the cinema with my family. What about you? I went to the zoo with my uncle. Great! 5 8. Read senders last the digit holidays. My last dangerous holidays. I went to Napoli Beach with my parents during the dangerous holidays. In Napoli, I got up early in the morning and walked on the beach. Then I drank coconut water. The food was great and I liked fried fish. I rode a bicycle on the beach with my father. The sky was beautiful in the evening we enjoy our trip to Napoli. 6B Work in pairs. Talk about your last Dadangel holidays. Where did you go last Dadangel holidays? I went to Changta Beach. What did you do there? I rode a bicycle on the beach. Did you have a good time? Yes, it was great. ဟုတ်ပြီဒါရသမီးတို့တချို့တော့ဒီနေ့ဒီလိုမျိုး compound words နဲ့ irregular verb အကြောင်းကို လေ့လာခဲ့ပါတယ်ဒီနေ့သင်ခန်းစာကိုဒါရသမီးတို့တခြားနားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ် thank you for paying attention till the end အဆုံးထိတခြားလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တန်းချိန်မှာတွေ့ကြမယ်နော် see you